အလုံးမဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုံမောင်းကောင်းတောင်းပေးလိုက်ပါတယ်။ အဲ့လက်ရှိမှာဒါကျွန်တော်တော်တန်ဟော့စပတ်တင်နေတဲ့လာမယ့်နေရာဒီမှာအပြောင်းရွှေ့လုပ်ဖို့အတွက်အခုချိန်ကလေးကနေပြီးတော့တော်တော်လေးကိုကြီးကြီးမားမားစူးစမ်းရမှာဖြစ်တယ်။အဲ့တော့ဒါသိကြတယ်မလားအကုန်လုံးအသင်းတိုင်းလူလူဒါကျွန်တော်လက်ရှိမှာကြီးချောက်ကြီးပေါ့နော်။ဒါကျွန်တော်ချန်ပီယံလိဝင်ထားတဲ့အသင်းတွေပဲဖြစ်ဖြစ်အကြီးအကြီးချောက်ကြီးတွေကအသင်းတွေတော်တော်များများကဒါပထမအောင်ဆုံးဒါနေရာဒီခေါ်ယူမှုအတွက်တရားဝင်ခေါ်ယူမှုတွေဖြစ်ခဲ့ပြီးပြီ။အဲ့သိကြတယ်မလားအာစနယ်သင်ကဒါဇူဘီမန်ဒီဒါကျွန်တော်တို့လာလက်ပူးသင်ဆိုမနေ့ကဒါဖရင့်ဘောင်ခေါ်ထားတဲ့ပြင်ကိုဖလော်ရီယာရစ်ကိုဒုတိယမြောက်အကြိမ်ဒါ တန်130တဲ့ကန့်လန့်မှုကန့်လန့်ထားတယ်။ဒါပေမဲ့ကမန်ချက်စတာစီးတီးကရိုင်းဒါစ်ကိုရောက်ဖို့တော့တည်ကြသွား United ကဒါကျွန်တော်တို့ Matthews Corner ဒါ Chelsea ကလီယမ်ဒလပ်ပေါ့နော်။ Spa သင်းဘာတွေလုပ်နေလဲဆိုတော့ Spa သင်းကအခုချိန်မှဒါစပြီးတော့သူများတွေလူတွေခေါ်သွားတဲ့အချိန်မှာကျွန်တော်တို့ကလူတွေကိုစတင်ပြီးတော့ခေါ်ယူဖို့အတွက်စတင်ပြီးစဉ်းစားနေပြီဖြစ်တယ်။အဲ့တော့ Spa သင်းရဲ့ဒီနေ့ညရာဒီမော်ဒါကျွန်တော်တို့သင်းကဒါကျွန်တော်တို့ဒါမသုံးဘူးတဲ့ငွေကြေးတစ်ခုကိုတို့သုံးသွားမယ်ဆိုတဲ့တင်ထွက်လာခဲ့တယ်။ Spa သင်းရဲ့အခုလက်ရှိမှာ Cola Hala တွေကပေါင်တန်း230 DD budget ရှိတယ်လို့သိရတယ်မှာပါတယ်။ budget ရှိတာသုံးနေမသုံးမသိကြတော့ဒါ budget ကလူတိုင်းရှိကြအကုန်လုံးရှိရအဲ့တော့ budget က230လောက်ရှိရဒါပေမဲ့ဒီ230ကို spa သိနေဒီနှစ်ညွေရ ာသီတစ်ခုတည်းမှာသုံးသွားမှာပဲလာမယ့်ဆောင်းရာသီကိုပါသုံးသွားအဲ့တော့ဒီတစ်နှစ်လုံးစာဘတ်ဂျက်တစ်ခုဖြစ်တယ်လို့ကျွန်တော်နေနဲ့အနေနဲ့ပြောလို့ရတယ်မှာပါအဲ့တော့ဟုတ်ပါလက်ရှိမှာဒါကျွန်တော်တို့အဓိကကစပါတင်လာမယ့်ညရာသီမှာလုံးဝ statement sign ခဲ့မှာเนาะဒါလုံးဝဒါ ခုနပေါ်လည်းရှိသူများတင်နေခေါ်နေတယ်ပဲတကယ်ကိုကစားသမားကောင်းကောင်းတယောက်ကိုလာမယ့်နေရာဒီမှာခေါ်ယူဖို့အတွက်ကြိုးစားအောင်ဖြစ်တယ်အဲ့တော့ဒီနေရာမှာစပါတင်နေတာတရင်ကောင်းတစ်ခုအနေနဲ့ပြောရမယ်ဆိုကစားသမားနှစ်ယောက်ကိုတော့ statement ဆိုင်ငယ်ပုံစံမျိုးရသူတို့အနေနဲ့ဒါလက်ရှိအခြေအနေတွေရသိရတဲ့အထဲမှာပါတယ်ပေါ့နော်အဲ့တော့ဒါစပါတင်နေလက်ရှိမှာကစားသမားနှစ်ယောက်ကိုသူတို့ရဲ့ statement ဆိုင်ငယ်နေလာမယ့်နေရာဒီမှာပြတ်မှတ်ထားနေတယ်ဒီကစားသမားနှစ်ယောက်လုံးဝဒါကျွန်တော်ဈေးတော်တော်ကြီးတဲ့ကစားသမားတွေဖြစ်တယ်ဒါတော်တော်လေးလည်းငွေတွေလည်းဖြစ်ပြီးတော့တော်တော်လေးကိုကောင်းတဲ့ကစားသမားပေါ့နော်အဲ့တော့ ဒီကောင်အဲ့လောက်မငယ်တော့ကအခုမှသူချာကြည့်မယ်ကျွန်တော်ဒီကောင်ငငယ်လေးထင်တယ်မငယ်အဲ့လောက်မငယ်တော့ဘူးနော်အဲ့တော့လက်ရှိမှာစပါတစ်နှစ်ခုလက်ရှိဒါကျွန်တော်ကစားသမား၂ယောက်ကိုပြင်မှတ်ထားတာလေပထမဆုံးတစ်ယောက်ကဒါကျွန်တော်တို့လက်ရှိ RB Leipzig ရဲ့ဒါကွင်းလယ်ကစားသမားဖြစ်လို့တောင်ပိုင်းကစားသမားလေး Solier ဒါပြောချင်တာက AM LM RM ဆိုတဲ့ပုံစံမျိုး၃နေရာလောက် Solier ကစားသမားတစ်ယောက်ပေါ့နော်လက်ရှိမှာဒါကျွန်တော်တို့ဒီကစားသမားဒါမမေရာ PSG သင်္ကာမှာဒါကျွန်တော်တို့ RB Leipzig အနေနဲ့ကျွန်တော်တို့ဒါလက်တလောကမှာဘူးလောလောဝယ်ထားခဲ့တာဖြစ်ပြီးတော့ဒါမှမဟုတ်ရ PSG အသင်းကနေပြီး RB Leipzig ကဒါကျွန်တော်ယူရိုတန်း90နဲ့ဝယ်ထားခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်။ဒါလက်ရှိမှာ Xavi Simons အနေနဲ့တော်တော်လေးကိုဒါကျွန်တော်ခြေစွမ်းပြခဲ့ပြီးဒါမနစ်ကဒါကျွန်တော်တို့ Bundesliga မှာမဆိုးဘူးဆိုတဲ့ခြေစွမ်းတစ်ခုကိုပြသခဲ့တယ်ဒီမှာပါ။အဲ Bundesliga မှာဒါ Xavi Simons ကတော့25ပွဲကံပြီး10ဂိုးသွင်းနဲ့9ဂိုးဖန်တီးတယ်ပေါ့နော်။ဒါ Champions League မှာသူနေတာကျွန်တော်ဘာမှမရခဲ့ဘူး။ဒါကျွန်တော် DFB Poker မှာဒါ2ဂိုးသွင်း2ဂိုးဖန်တီး3ပွဲမှာအဲ့တော့မဆိုးလာတဲ့ခြေစွမ်းတစ်ခုပေါ့ဒါ total အားဖြင့်ဒါကျွန်တော်16ဂို ူဒီဒီပါဝင်ပတ်သက်မှုရှိခဲ့တယ်အဲ့တော့ဒီကစားသမားအသက်အရွယ်အဖြစ်တော့တော်တော်လေးကိုငယ်သေးတယ်အခုမှလာကျွန်တော်တို့အသက်အဖြစ်22နှစ်ပဲရှိသေးတယ်ဇာဗီဆမွန်စကာဒါတော်တော်လေးကိုဒါထင်ကြီးပေးခံရတဲ့ကစားသမားရဲ့တယောက်ဖြစ်တယ်အဲ့တော့ဒါ RB Live ဇာအနေနဲ့အခုလက်ရှိမှာဇာဗီဆမွန်စကိုဒါကျွန်တော်တို့အနေနဲ့ဒါရောင်းမယ်ဆိုရင်တော့ ကောင်းကောင်းရမယ်ဆိုရောင်းသွားဖို့ရှိတယ်အဲ့တော့ Euro 85သန်းပေါင်65သန်းနဲ့60ကြားဟို65သန်းနဲ့80ကြားရှိတယ်ဈေးတစ်ခုနဲ့ရောင်းသွားမယ်ပေါ့အဲ့တော့ဒါခုနလက်ရှိမှာ market value ရာ Euro 80ရှိတယ်ဒီကစားသမားကိုလက်ရှိမှာဒါကျွန်တော် Tottenham Hotspur အသင်းကလာမယ့် New Year ဒီမှာခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ် Service Simmons ကိုလက်ရှိမှာဒါ Tottenham Hotspur အသင်းနဲ့အပြိုင်စိတ်ဝင်စားတဲ့ club ကတော့သူရဲ့ဒါပြည်တွင်း club ဖြစ်တယ် Bayern Munich ဖြစ်တယ်ဒါ Hardrol ကိုကြောက်ဖို့ကောင်းတဲ့အချက်တစ်ခုပေါ့နော်အဲ့တော့ Bayern Munich ကသူရဲ့အတိုင်းမှာသူတို့နေနေတာကျွန်တော်လက်တလောကမှာ Florian Risk ကို Liverpool အသင်းစီကိုဆုံးရှုံးထားရတဲ့ club တစ်ခု နေနဲ့ဒါအလုတ်ကောင်းကောင်းလုတ်သွားဖို့အတွက်မြင်ရတယ်မှာပါတယ်လက်ရှိမှာတို့အနေနဲ့ဒါအေးပေါ့အခုနောက်ပိုင်းကဒါကျွန်တော်ကွင်းလေတောင်မှ hybrid ဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော် market ထဲမှာတော်တော်လေးကိုရှာလာတွေ့ရဒီကစားသမားတွေကလည်း market ထဲမှာအရင်ကြီးမများတဲ့အတွက်ကြောင့်မို့ဒါစိတ်ဝင်စားစရာ position တစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ဒါဇာဗီစမွန်ကလည်းကျွန်တော် attacking midfield ကသူ့ရဲ့ main position ဖြစ်ပြီး left wing နဲ့ right wing နဲ့သူနေဆော့ဆော့အေးပေါ့ဆော့ရင်ဆော့လို့ရရဆိုတဲ့သဘောကိုပြောမှာဆိုအဲ့တော့လက်ရှိမှာ Tottenham Hotspur အသင်းရဲ့လက်ရှိနီးပြအခြေအနေ မတိကြသေးမယ်ဒီကစားသမားကစပါသိရင်စတိတ်မန့်ဆိုင်ကင်းတွေကတခုဖြစ်လာမယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တွေ့ရမယ်ဒီမှာပါဒါပေမဲ့ ဒီကစားသမားလက်ရှိမှာဘိုင်ယန်မြူးနစ်ရဲ့စိတ်ဝင်စားခြင်းကိုတော်တော်ကြီးကိုခံနေရတဲ့အတွက်ကြောင့်မို့တကယ်တမ်းနင်းလားငါလားဆိုတဲ့ movement မှာစပါတင်နဲ့ဒါဘိုင်ယန်မြူးနစ်နဲ့ရှင်းမယ်ဆိုရင်တော့မလွယ်တဲ့ movement တစ်ခုရောက်သွားနိုင်တယ်လို့ကျွန်တော်ရဲ့ပုဂ္ဂိုလ်ကြီးကမှကျွန်တော်ကတော့မြင်တယ်။အဲ့ဘိုင်ယန်မြူးနစ်ရဲ့အသင်းအနေနဲ့အခုလက်ရှိဒါဒီနေ့ဒါကျွန်တော်တို့ပေါ့ဒီရပ်ပတ်ရက်သက်တစ်ပတ်မှာစာပြီးစမွန်ဆဲ agent တွေ့ဆုံမှုရှိတယ်။စပါတင်ကစာပြီးစမွန်ဆဲ agent တွေကဒီရှေ့ရက်သက်တစ်ပတ်ခရဲတွေ့ဆုံထားပြီးဖြစ်ပြီးတော့အပေါင်းလက္ခဏာဆိုတာကစားသမားတောင်းဆိုတဲ့တပတ်လုခလာစာဖြစ်တဲ့ပေါင်း2300ကိုပြဖို့အတွက်ယူရို2300ပေါင်း3300ကို ပေးဖို့အတွက်စပါသိနေတဲ့ ready ဖြစ်နေပြီလို့သိရတဲ့တည်းမှာပါအဲ့တော့ spa အသစ်နဲ့ခုလက်ရှိမှာဒါ Xavi Simons ကိုခေါ်ယူဖို့တစိတ်ဝင်စားတယ်ဒါပေမဲ့သူတို့လက်ရှိမှာဒါ RB Leipzig ကတောင်းဆိုမဲ့ဈေးကတော်တော်လေးကိုမြင့်မားတယ်လို့သိရတယ်တည်းမှာပါတယ် Euro 85တန်းဆို spa အသစ်ပြီးနိုင်တဲ့ဈေးတန်းများကြီး spa အသစ်နဲ့ဒါ Euro တန်း80 65တန်းပတ်ချလဲပေါင်တန်း60ပတ်ချလဲ63တန်းပတ်ချလဲပေါင်တန်း60နဲ့62တန်းပတ်ချလဲဝင်းညာသူတို့နဲ့ကန့်လန့်မှုကြ spa အသစ်ရဲ့ဒါဒီကစားသမားကဖြစ်လာနိုင်မယ်ဆိုတော့ကျွန်တော် Koala Hala ရဒီ statement signing ဆိုတော့ဒါလုံးဝကို 我标准嘛。 စပါတင်ရဲ့တမိုင်းတစ်လျှောက်ဈေးကြီးဆုံးကစားသမားတစ်ယောက်ဖြစ်လာနိုင်မယ်ဆိုပြီးအကုန်လုံးထင်ကြီးပြီဒါပေမဲ့ဘိုင်ယန်မြူးနစ်ဝင်လာမယ်ဆိုတော့မလွယ်ဘူးเนาะဘိုင်ယန်မြူးနစ်ကကူလက်ရှိမှာလေဖလော်ရီယန်ရစ်ကိုဘူလိုလောဆုတ်ရှုံထားတဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဒါဘွန်ဒက်စီကချန်ပီယံလေးဖြစ်ကြအောင်ကစားသမားကသူ့အနေနဲ့ငကိုတဲကလည်းဒါဟိုဂျာမနီမှာခြေချပြီးဒါကစားသမားတစ်ယောက်နဲ့ဂျာမနီမှာပဲဆက်နေသွားမလားဆိုတော့ချက်တော့စောင့်ကြည့်ရမယ်တဲ့ပါပါတယ်အဲ့ဒါလက်ရှိမှာစားပြီးစမို့ဒါပေမဲ့စပါအသင်းနဲ့ကူလက်ရှိမှာအဖြစ်နိုင်ဆုံးနဲ့အလွယ်ကူဆုံးကစားသမားကတော့လက်ရှိမှာအသက်ဒါကျွန်တော်စားပြီးစမို့စတဲ့၄နှစ်တော့ကျွန်တော်မနေ့ပြောမှမဆိုအဲ့ဘဲကိုအဲ့လောက်ကြီးမှမတင်တာဘူး easy ပေါ့နော် easy ကိုတော့အကုန် ုံးသိပြီးသားဖြစ်တယ်အဲ့တော့ easy ဒီခုလက်ရှိအသက်အရွယ်အားဖြင့်ဆို26နှစ်ဒါမနေ့တနေ့မှ26နှစ်ပြည်ထားတဲ့ကြောင့်ဒါ AC ပဲပြောလို့ရအဲ့တော့ကစားသမားကဒါကျွန်တော် Tottenham Hotspur တင်းဒါကစားသမားကိုယ်တိုင်လည်း Tottenham Hotspur တင်းပြိသက်ဖြစ်လို့ကစားသမားကိုယ်တိုင်လည်းဒါကျွန်တော် Tottenham Hotspur တင်းကိုပြောင်းရွှေ့လို့ကြောင်းခဏခဏသတင်းတွေထွက်တဲ့အတွက်ကြောင့်မလို့ဒါ Spurs တင်းနဲ့ခေါ်မယ်ဆိုရင်လွယ်လွယ်ကူကူခေါ်လို့ခေါ်ယူလို့ရနိုင်မယ်ကစားသမားရဲ့တယောက်လို့ပြောလို့ရတယ်အဲ့တော့ easy ကို Spurs တင်းနဲ့ကျွန်တော်မနစ်ကစောင်းရာဒီလောက်ခရေကခေါ်ယူဖို့အတွက်စဉ်းစားနေခဲ့တာဖြစ်ပြီးတော့ဒီကစားသမား Spurs တင်းကတော်တော်လေးကိုသဘောကျတာဖြစ်ဒါပေမဲ့အခုလက်ရှိမှာအခက်အခဲဆုံးအကြောင်း ောက်ရတာက easy ကဒါကျွန်တော်တို့ Europa League မှာ Saw Me Crystal Palace ရဲ့အသင်းမှာပါဝင်နေတဲ့ကြောင့် Spartans ကြီးပြောင်းမှုတော့တော်တော်လေးကိုခက်ခဲမဲ့နေတာမှရှိတယ်။ဒါပေမဲ့ဒါပေမဲ့ကောလာဟာလာရီကဒါကျွန်တော်တို့ easy မှာစာချုပ်ဖြတ်သိမ်းကြီးဆိုတဲ့ဥစားကြီးရှိတယ်။ပေါင်65တန်းခုနဇာဗီစမွန်ဆိုပဲယူရိုတန်း80နဲ့85တန်းပတ်ချာလဲဝင်နေကြစာချုပ်ဖြတ်သိမ်းကြီးပုံစံမျိုးရှိရတော်တန်ဟော့စပါတစ်နဲ့ဒီစာချုပ်ဖြတ်သိမ်းကြီးကိုပေးဖို့အတွက်လက်ရှိမှာသူများအသင်းထက်ပို့ပြီးတော့ဒါ အာအချင်းဒီကောင်းရတယ်မှာအဲ့တော့စပါတင်နဲ့ဒီညမှာဒါခုနကပြောလို့ပြစာချုပ်ဖြတ်သိမ်းခြင်းပြီးခြင်းနဲ့ဆိုရင်အဓိကဘာလို့ရမလဲပုတ်ကိုရေးရသဘောတူညီမှုရဖို့အတွက်အများကြီးအများကြီးကြိုးစားရမှာဖြစ်တယ်လို့သိရတယ်မှာပါတယ်အဲ့တော့လက်ရှိကောလာဟာလာတွေရနောက်ဆုံးတည်င်းတွေရ base အရဆိုရင်တော့တေချာတကူကစပါတင်နေနဲ့ easy ကိုပို့ပြီးလိုက်သွားမှာတေချာတယ်အဲ့တော့ easy မှာစာချုပ်ဖြတ်သိမ်းခြင်းယူလို့တော့ပေါင်တန်း65တန်းနဲ့စာချုပ်ဖြတ်သိမ်းခြင်းရှိရစပါတင်နဲ့ဒီညမှာဒီကစားသမားကိုပုတ်ကိုရေးရသဘောတူညီမှုရဖို့အတွက်လဲတော်တော်လေးကိုလွယ်ကူနိုင်မဲ့ကစားသမားတယောက်နေတဲ့သတ်မှတ်ထားတယ်ဒါ easy ကတေချာတယ်မှာတော့လက်ရှိမှာ am လဲဆိုတော့ ဓိကသူ့အနေနဲ့ left mid left wing ဆိုရဲစပါအသည့်နဲ့ရေရှည်ရလိုအပ်လာနိုင်တဲ့ဒါနေရာတစ်ခုပေါ့နော် left mid left wing ဆိုတော့ပြောနေတာဒီကစားလုံးမနေဒါ medicine နေရာကိုလည်းသူဆော့နိုင်ဆိုဆွန်ဟောင်းမီနေရာမှာလည်းသူ့အနေနဲ့ဒါကျွန်တော်တို့ဆော့နိုင်တဲ့သဘောမှာရှိတယ်အဲ့တော့ပြောချင်တာကစပါအသည့်ရဲ့လိုအပ်တဲ့နေရာက easy အတွက်တကယ်ကိုကွက်တီဖြစ်နေတဲ့နေရာပါပဲအဲ့တော့ easy ကိုလက်ရှိမှာစပါအသည့်နဲ့အပြိုင်စိတ်ဝင်စားတဲ့ club တချို့တော့ရှိရဲလက်ရှိမှာ Kola Hala တွေကဒါ Northern Forest အသည့်နဲ့သူတို့ရဲ့ကွင်းလေကစားသမား Morgan Giswell အသည့်ကထွက်သွားခဲ့မယ်ဆိုရင်တော့စပါအသည့်ကိုဒါကျွန်တော်တို့ပြောင်းရွှေ့ဖို့အတွက်ဒါကျွန်တော်တို့ အဲ့ဘောအဲ့ဘောစပါသင်းကိုပြောင်းရွှေ့ဖို့ဒီဇိုင်းတော့ဒါကြောင့် Northern Force ကိုပြောင်းရွှေ့ဖို့မဖြစ်နိုင်ဘူးလို့ကျွန်တော်အနေနဲ့သိရတယ်တမောအဲ့တော့စပါသင်းနဲ့ Zavi Simons နဲ့ဒါကြောင့် Crystal Palace ရဲ့လက်ရှိတောင်ပံကစားသမားဖြစ်တဲ့ Easy ကိုရွေးပါဆိုကျွန်တော် Easy ကိုပူချိုက်တယ်ဘာလို့လဲဆိုတော့ကိုရင်းပြင်းလေးတွေးနေကြကစားသမားဒါပေမဲ့အသက်ရအဖြစ်ပြန်ကြည့်မှ Zavi Simons ကတော့ပူငယ်တယ်အဲ့တော့ဒီနှစ်မှာဒါကျွန်တော်တို့ Crystal Palace အသင်းမှာဒါသူ့အနေနဲ့ဒါမဆိုးတဲ့ခြေစွမ်းတစ်ခုကိုပြသထားခဲ့တာကိုတွေ့ရမယ် Easy ကနိနေရတာကျွန်တော်တို့အဓိကအခြေအနေတွေမှာအများကြီးများအရေးပါခဲ့ကစားအဲ့တော့ Premier League မှာဒါကျွန်တော်တို့၈ဂိုးသွင်း၈ဂိုးဖန်တီဒါ FA Plus မှာ၄ဂိုးသွင်း၃ဂိုးဖန် చెప్పండి ကာရာဘောင်းမှာ9သွင်း9ပန်ပြီးပြီးတော့ FA Plus Champion ဖြစ်တဲ့ကစားသမားတွေ FA Plus Final မှာလည်း9သွင်းခဲ့တဲ့ကစားသမားတယောက်ဖြစ်တဲ့ကြောင့်ဒါမှစိုးဘူးလို့ပြောတယ်အဲ့တော့ဒီကစားသမားလက်ရှိမှာဒါဒီနှစ်မှာ25ကိုပါဝင်ပတ်သက်မှုရှိထားခဲ့တဲ့အဲ့တော့ကြောင့်မို့တော်တော်လေးကိုဒါမစိုးတဲ့ကစားသမားတယောက်လို့ကျွန်တော်အနေနဲ့သတ်မှတ်ထားမယ်ဒီမှာပါအဲ့တော့မြည်တို့ပင်စိုးစေကမူလက်ရှိမှာ Spartan နဲ့ဒီနှစ်ရဲ့ statement signing ကိုတော့ easy ကိုကျွန်တော်ကတော့ဖြစ်စေချင်တယ်ညီကိုတွေကဘလူးဖြစ်စေချင်တယ် Service Monster အဲ့ဒီဒီနံပါတ် comment တွေမှာဆွေးနွေးပေးကြပါဦးနောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0 တော့ DB40 တို့မှာဂျင်းလူစင်ပေါအောင်ကူညီလို့ရပါတယ်။မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျာ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0 TV40 ရဲ့ link လေးတွေကိုထည့်ပေးထားကြပြီကျွန်တော်မျက်စောက်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါရ။မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးပဲကြိုတူပါရဲ့။ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစေ။ဆုမွန်ကောင်းတောင်းပေးနေပဲ။ကျွန်တော်တို့ရေနောက်မှာပဲအေးစစ်စစ်လေးတွေ့ကြတာပေါ့။အားလုံးပဲကြိုတူပါရဲ့။မြန်မာလက်ကလစ်ကြောင်ဗျာ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။တေးပါဗျာ။